ကိုကြီးအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကိုစိတ်နှပါဆွေးလန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းမေတ္တာလေးပမာဏပို့တာပေးပါတယ်ဒီကနေ့မှာကြတော့ကျွန်တော်တို့ဒီဟိုတနေ့ကပြောတယ်ကျွန်တော်တို့ free free engine ပေါ့နော်ကျွန်တော်တို့ဒီမီးတုံးဖို့အတွက်ကိုကျွန်တော်တို့ပြုလုပ်ထားတဲ့အာ project လေးကိုကျွန်တော်တို့ပြမယ်ပေါ့နော်လောလောဆယ်ကျွန်တော်တို့မော်တာထားမဲ့နေရာရယ် weight တုံးတွေထားမဲ့နေရာကိုကျွန်တော်တို့ ီဝရေးဆရာကိုခေါ်ပြီးတော့ကျွန်တော်ဆော့အိုက်ထားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာအပိုင်းနေကျတော့ကျွန်တော်တိတ်မကြွိုင်းပေါ့နော်ဒီမှာကျွန်တော်နေတဲ့နေရာကျတော့ဒီပင်လယ်ကမ်းခြေလေးမှာပေါ့ခင်ဗျာနော်ကျွန်တော်တို့ကဒီကားကိုကျွန်တော်တို့မြင့်တက်ထားတဲ့အနေထားကျတော့တစ်ခါတလေကျွန်တော်တို့ကပင်လယ်ဆန်းငါးရေတွေမြင့်တက်လာလို့ရှိရင်သူကဒီကြည့်ရအောင်ပေါ့ဒါကြောင့်မို့ကျွန်တော်စိတ်ကိုရေမရအောင်ကျွန်တော်ကဒီမှာစင်း50စင်း60လာပေါ့နော်ကျွန်တော်ငှက်ထားတဲ့စိတ်ခုံကိုပြီးလို့ရှိရင်ဒီအောက်မှာကျွန်တော်က rubber ဒုတ်လေးတွေ တတ်ထားပြီးလို့ရှိရင်ဒါအကြမ်းမြင်ပေါ့နော်ကျွန်တော်တို့ပြီးလို့ရှိရင်ဒီမှာအာဒီဟာလေးတွေနဲ့ကျွန်တော်တို့ကဒီမှာ weight တုံးကိုဆွဲမဲ့ကျွန်တော်တို့ဒီမျက်လင့်မှာခွဲဝင်ရိုးနဲ့ထည့်ထားတဲ့ကျွန်တော်ဘောကိုစစ်စစ်ကြည့်လုပ်နေတာဆိုတော့ဒီမှာဒီလိုပဲကျွန်တော်တို့ကအာ weight တုံးတင်ဖို့စီတော့လုပ်နေပြီပေါ့နော်ဒီမှာကျွန်တော်တို့ကဝရိတ်ရှိအောင်ကျွန်တော်တို့ကကြတော့ဒီဆော်ရဲ့အနေကပြကျွန်တော်သုံးမဲ့ motor လေးကကြတော့ slip back အောက်ကောင် အဲ့ဒီတောက်ကောင်မှာကျွန်တော် wifi ပေါ့နော်ကျွန်တော်ဒီ inverter ခံပြီးမောင်းမယ်ပေါ့နော်ကျွန်တော်အစပိုင်းမှာဒီ motor နဲ့ကျွန်တော်ရုပ်လို့မရတဲ့အတွက်ကျွန်တော် inverter ခံပြီးလို့ရှိရင်သူ့ကိုကျွန်တော်တစ်ဖြည်းဖြည်းချင်းလဲပြီးွားလို့ရှိရင်ဒီဘက်မှာကျွန်တော် motor ထားမယ်အဲ့ပြီးွားလို့ဆိုရင်ဒီဘက်မှာပထမ weight 3နဲ့ပြေးမယ်ပထမ weight 3နဲ့ဒုတိယ weight 3ကိုကျွန်တော်တို့ကအုပ်ဘက်မှာပူလီကိုကျွန်တော်တပတ်ချင်းစီလဲပြီးလို့ရှိရင်ဒီဘက်ကအာဒါကကျွန်တော်ပူလီ site အကြီးနဲ့ဒီ ဂျန်နရီတာဒိုင်နမိုမှာရှိတဲ့တို့တော့ကပူလီဘိုင်းလေးလေးမှခွဲဒီ5ရာနေထွက်လာတဲ့ဟာ73လေးမှအဲပူလီဘိုင်းပေါ့နော်ဟုတ်ပြီနောက်ကျောပြင်မှာဆိုရင်ကျွန်တော်ဆင်းလေးမှနှလုံးတပတ်ချင်းဒီပြင်မှာကျတော့7လေးမှဟုတ်ပြီမှာကျတော့မော်တာကျတော့ကျွန်တော်တို့ကဒီလေးလေးမှနဲ့ကျွန်တော်တို့ဆွဲမယ်ပေါ့နော်ဒါ weight တော့မများလို့ရှိရင်တော့ကျွန်တော်ကပြန်ပြီးတော့တိုးဖို့အနေထားကိုရှိတယ်။ engine ရဲ့လက်ပတ်နှုတ်လေးကိုကြောက်တော့ကျွန်တော်ဒီပုံစံလေးဆွဲထားတယ်ပေါ့နော်။ဒါကတော့ motor ။ဒါမူဂျူသားလေးလိမ့်ရဖို့ခင်ဗျာနော်။ ်မားကျွန်တော်ဝိတ်တုံးဒါပူလီပိန်ဒါဆန်လက်မပူလီပိန်ဒါလေးလက်မပူလီပိန်ဒီကားကျတော့ကျွန်တော်73လက်မပူလီပိန်ဒီထဲမှာကျတော့လေးလက်မပူလီပိန်အဲဒီမှာအစောနာကျွန်တော်ပြရတဲ့အမကန်ဘောနှလုံးပေါ့နော်အဲဘလူးခေါ်လဲတယ်ဒီမှာဒီလက်မဝိတ်တုံးတုံးဒီမှာဝိတ်တုံးတုံးဝိတ်တုံးကကျတော့ကျွန်တော်အာ56ဝါကျဲတလုံးရယ်ဒီဘက်က40ဝါကျဲတလုံးရယ်အဲ့ဒါကဒီမှာတော့ဒိုင်နမိုပေါ့နော် ါကြတော့ကျွန်တော်တို့ဝိတ်တုံးကိုထဲမဲ့အနေထားဝိတ်တုံးကိုထဲမဲ့အနေထားဒီမှာကျွန်တော်က7မီတာလေးတွေနဲ့ကျွန်တော်ရေးဆွဲထားတာပေါ့နော်။ကြည့်ရတော့ကျွန်တော်ဒီမှာဆန်လုံးပေါင်းမားနေရင်မားနေမှာလို့အဲ့လိုလေးတော့ဒါကျွန်တော်အောင်မြင်မအောင်မြင်ကြတော့ကျွန်တော်အသေးစိတ်နောက်ထပ်ဗီဒီယိုဖိုင်လေးနဲ့တစ်ခါပြန်ပြီးတော့တင်ပြပေးမယ်ဒါကတော့အကြံဉာဏ်လေးလုံနေတယ်ပေါ့နော်သူများတွေလည်းလုံနေလို့အဆင်ပြေနေပြီပေါ့ဒါပေမဲ့ကျွန်တော်ကဒီနောက်ပိုင်းမှာမှာကော်ထိုးပိုင်းမှာဆိုရင်ကျွန်တော်ကအော်တိုမက်တစ်အနေနဲ့ အဲ EPC မီနဲ့တို့ဒီ generator private weight တုံးနဲ့လေပတ်ပြီးသွားလို့အဲမီထွေးလာပြီဆိုတာနဲ့ကျွန်တော် EPC မီကိုဖြတ်ချပြလို့ဒီ dynamo generator နေပြီးတော့ dynamo ကနေထွက်တဲ့မီကိုကျွန်တော်ကဒီသုံးမှာဖြစ်ပါတယ်ဒါကကျတော့ကန့်ဆန့်ပါဒါကျွန်တော်တို့ PVC ပေါ့နော်ပိုက်ပြကျွန်တော်တို့ဒီရှင်းလင်းမပိုက်ကိုထောင်းချပြီးလို့ရှိရင်ဒီအောက်မှာကျွန်တော်စားငန့်ရေပေါ့နော်ပင်လယ်ရေထောင်းချပြီးွားလို့ရှိရင်ကျွန်တော်တို့ကဒါထောင်းချပြီးလို့ဒီထဲကိုပြီးလိုက်မြေ ထားတယ်ဒီမှာအခိုင်အထိုင်ပြားလေးတွေကျွန်တော်ဆင်ထားတယ်ဒါဆင်းလေးမှပိုက်ပေါ့နော်ကျွန်တော်ဒီအစီလေးမိလေးမိမထိဆင်းထားတာဖြစ်ပါတယ်အဲဒီမှာအနေထားကျတော့ဒါကျွန်တော်တို့နေတဲ့နေရာကျတော့ဒီတဲ့တိုင်းဒါပင်လယ်ကမ်းစပ်ပေါ့ခင်ဗျာနော်ပင်လယ်ကမ်းစပ်ပေါ့ဆိုတော့ဒီမှာရေတွေနဲ့ဒီစီမှာကျတော့ကျွန်တော်တို့ကဒီ generator weight တုံးနဲ့လေပတ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီ စိုက်ထားတဲ့လေးနိုင်ပေါ့နော်ပြီးလိုက်မြင်တိုင်လေးတွေမိတ်ကြသွားမလားမလို့ကြောက်တော့ဆိုတော့တော့ပြန်ဆောက်ကြည့်မယ်ပြီးသွားလို့ရှိရင်အကြွေတစ်ခိုင်ဖြစ်စီနှစ်ခိုင်ဖြစ်စီပေါ့နော်တစ်ဖက်ကနေတော့ဒီလေးထားမှာကျွန်တော်ကအနှဲငယ်လေးနှိပ်ကြသွားမယ်ဆိုရင်ကျွန်တော်ကဒါလေးနဲ့စိတ်ခုံကိုကျွန်တော်ကစကူမူလီပေါ့နော်ဒီမှာစတီးမူလီအရင်နောက်ဆောင်အစီအင်းနဲ့ကျွန်တော်ကပြန်လဲပြီးတော့သူ့ကိုမနှိပ်မြပြန်ချိန်အဲဒီမှာဆိုရင်ကျွန်တော်ဒီအဲကိုဖောက်ပြီးတော့နှိပ်ချထားတယ်ဟုတ်ကဲ့အရှမ်းမြင်းနေတဲ့ကျွန်တော်လက်ရှိတဲ့အမူလေးတော့ပါတော့ 对，晓得吧？他第一站结束你看对吗？第二站结束你看马爷那照片呢，你看是不是都长板嘛？他老五来路上去给他，然后他那朋友反正，他过几几多天不了，后面转了钱，转了，那老钱呢？你过没,没有？转了，他第一站。 ပြန်ပြီးတော့ဒီပညာဒါနအနေနဲ့ပြန်လှည့်ပြီးတော့မျက်ဝေပေးသွားမှာဒါကြောင့်မို့လို့တခြားသူတွေသိအောင်လည်းပြန်လှည့်မျက်ဝေပေးပါ like and share လေးအဲ follow လေးပါညာလေးလည်းပြုလုပ်ပေးပါလို့မြေတားရက်ခံရင်းနဲ့ကျွန်တော်တို့ရဲ့ video file ကိုဒီမှာရမ်းမှတ်ပေးပြပါကြမယ်နော်အားလုံးကိုအထူးအကျေးဇူးတင်ပါတယ်ဆွေလန်းချမ်းမြေ့ချပါစေခင်ဗျာ bye bye